အားလုံးပဲမင်္ဂလာပါရှင်။ဆရာမဂျူလီယာမြင့်သိညီတာထားတဲ့ကြီးရင်ကျန်သောစထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၁၄ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ကြီးရင်ကျန်သောစထုံးများအပိုင်း၁၄ကျော်စင်နှင့်ခင်ဝတ်တစ်ခုရဲ့တွင် အတူတူတောင်းဝင်ကြတော်နေဖြစ်သည်။ကျော်စီကခင်လှူရှားမှုများကိုမကြမကြငေးကြည့်သည်။ခင်ကတော့ မတိလိုက်မတိပါတာပင်မိမိဝတ္တရားများအတိုင်းလူနာများနှင့်အလုံများနေခဲ့သည်မိမိတယောက်တည်းအရာရာရင်ဆိုင်နေကြမှု ခင်ပုံမူတမ်းမာလာခဲ့သည်ကြောစီတောင်ဝင်မဲ့သွားခဲ့ရင်နောက်ခင်တယောက်တည်းတည်တံ့ကိုဝင်ဆောင်ကာလများဖြတ်တန်းရန် ကိုရောင်ဖြောက်နေထိုင်ရန်တဆင်ချင်းဆောင်ရွက်နေခဲ့သည်လွင်တို့မင်္ဂလာဆောင်ပြီးတပ်ဖုံမြတ် နိုင်ငံသားခေတ္တပြောင်းချိန်လောက်မှမိမိအခြေအနေကြီးကအဖြစ်ပြက်အချို့ကိုဖွင့်ပြောမည်ဟုစဉ်းစားထားခဲ့သည်။ခင်မနက်ပိုင်းမှ နေမွန်းတဲချိန်ထိလူနာများကြည့်ရင်အလုံးရှုံနေကြရ။မခံမရနိုင်လောက်အောင်စာလောင်လာ၍နားနေခန်းတွင်ထမင်းစားရန်အမြန်ပြေးကြရသည်။သူမပါလာသောထမင်းချိုင်လေးကိုဖွင့်လိုက်ပြီးစားရန်ပြင်ဆင်လိုက်သည်။ထမင်းငုံစားနေစဉ်စပွဲပေါ်သို့ ပန်းစီလေးကြစီရောက်လာသည်ခင်မောကြည့်လိုက်သောအခါသူမကိုယုံကကြည့်နေသောကျော်စီကို တွေ့လိုက်ရသည် ခင် နေကောင်းရဲ့လားအဟာရပြည့်အောင်ရောစားရဲ့လားခင်ကောင်းငင်ပြ၍ထမင်းဆက်စားနေလိုက်သည်ကျော်စီလာတင်ပေးသောပန်းစီကိုတစ်ချက်မျှပင်မကြည့်ပဲနေသည် ခင်ကိုကိုစိတ်နာနေမှာပဲနော်ကျော်စီက စကားပြောနေရင်မှခင်မြန်နဲ့ချင်းဆိုင်ထိုင်ကုန်တွင်ဝင်ထိုင်လိုက်သည်ဒါတုံ့ပြန်မှုမှထပ်မလာတော့ခင်ကိုကြည့်ရင်တပင်းချသည်ကြော်စီတခုခုထပ်ပြောမိပြုစဉ်တူနာပြူနှစ်ယောက်ဝင်လာ၍ခိတဆောင်ဆိုင်နေလိုက်ရသည်ခင်နဲ့ကြော်စီထိုင်နေသည့်စပွဲပေါ်မှာပန်းစည်းလေးအားအတိမသာဆက်စုနေသောမျက်လုံးများကိုခင်ရောကြော်စီပါသတိထားမိကြသည်တူနာပြူနှစ်ယောက်ထွက်သွားတော့မှ ကြော်စီစကားပြန်စားသည်ဒီလိုအချိန်ဒီမျိုးဆက်သွားနေရင်ခင်အတွက်ရေရှည်မကောင်းဘူးဆိုတော့ကိုလည်းခင်ကိုဆုံးဖြတ်ချက်တခု ပြောပြဖို့လာခဲ့တာပါပဲခုကိုရိုးစာရန်ကဖိစန်းပုတ်ထိုင်နေကြပြီဆိုတော့ပထမပြောထားတဲ့ခလေးဖြတ်ဖို့အစီအစဉ်ကိုခင်အလေးနက်ထားပြီးစဉ်းစားပေးပါတကယ်လို့မှခင်ဆုံးဖြတ်ချက်ကိုလုံးဝမပြောင်းတော့ဘူးဆိုရင်ကိုဝမ်းနေစွာနဲ့ပဲခင်ဆုံးဖြတ်ချက်နောက်လိုက်ဖို့စဉ်းစားထားပါတယ် ဒီချင်းလေးကြီးကိုလက်ခံမှုအတွက်ကို အချိန်ယူစဉ်းစားလိုက်ရတယ်ခင်ကိုဘဝမှာပထမဦးဆုံးနဲ့အမိုင်မဲဆုံးမစင်မချင်းလောက်ရအတွက်ကိုပေးဆက်ရတဲ့သဘောပါပဲဘလို့ချစ်သူဘဝမျိုးကို ခင်ရခဲ့ပါလေကြော်စိစကားများကို စီပိုလွန်သည်ဟုခံစားရတော့လေခင်ဒေါသဖြင့်မတုံ့ပြန်မိတော့ပါဒါပဲပြောပြော ကိုဝင်အတွက်အဓိကတာဝန်ရှိသူကကြော်စိပဲမဟုတ်ပါလား နှစ်တယောက်တည်းပင်ပင်ပန်းပန်းရှင်ဆိုင်ရမှတန်းစားလျင်အ ਨੇ ကျင့်အထောက်ကူရရင်တော့ခြေနေမဆိုးလာပါ ခင်ဘက်ကပြဿနာထရှာလျင်သူ့ဂုံတိတ်ခါထိခိုက်ပြီးဆိုလေသလားခင်ကိုအားနာစိတ်ကြောင့်လေလာတော့မသိကျော်စီထုံမြလာရောလာတာတွင်တော်သေးသည်ခင်စိတ်ထဲကစိုးရိမ်မှုတချို့တက်တာသွားရပြီမဲ့လေကျော်စီစိတ်ကို အတီးပြူရမရနိုင်သေးပြီ ဖင်မတ်ကတော့လူလောကရဲ့ရောက်လာမဲ့အပြစ်မရှိတဲ့ကလေးကိုဘလို့မှမဖျက်ချပါဘူး။ဆုံးဖြတ်ချက်ကငိုတိုင်းပါပဲ။ရှင်စိတ်ကိုတကယ်ပိုင်နိုင်ရင်နှမချင်းစာနာမယ်ဆိုရင်တော့ဖင်တို့ရှိရေးကို ရှင်ဥဆောင်ဖို့အားမွေးထားပေးပါ။ဖင်ပြောပြောဆိုဆိုနဲ့ထမင်းချိုင်ပြန်သိမ့်ပြီးကြောစီယူလာပေးသည့်ပန်းစီကိုသူမချင်းလေးတဲ့ထောင်ရက်နေထားပြင်ထဲလိုက်သည်။ပန်းစီအတွက်ကျေးဇူးပါ။ ကျော်စီသူမကိုမရှိမပြကောင်းကြီးပြရင်ပြန်ထွက်သွားခဲ့သည်။ကိုဝင်အတွက်သာမဟုတ်လေ။ကိုအတွက်ထုံများလောက်လေးလံခက်ခဲနေသောသူကိုခင်တစ္ဆာအောင်ဆိုသောမိမတယောက်ကထပ်မံပတ်သက်မည်မဟုတ်ချေ။တွင်အတော်လေးမကြမ်းမမဖြစ်လာသည်။အစာအိမ်နာသည် အောင့်သည်ဟုလည်းမကြခဏပြောနေ၏။အလောအမြင်တွင်ခင်သည်အရှင်ကနေလုံးဝမတူပဲအခြားလူတယောက်လိုပြောင်းလဲနေသည်။ မြမကိုဂယုဆိုင်ကျင်းလာတော့အမကြီးတယောက်ဖြစ်မြင်နေရသည်ဈေးအောင်မှပြန်လာတာနဲ့မြမဖြစ်သူကြီးကျမ်းမာရေးခြေနေကိုစစ်စစ်မြင်မြန်တတ်သည်ရမန်ရန်ခါတွင်အတွက်တပ်ဖုံးစီစဉ်လာပြီးတော့အစားတောက်များပေါ်အပြစ်တင်ဝေဖန်ပြတတ်သေးသည်လွင်ကိုယ်တိုင်ကလည်းခင်အိမ်မှာရှိလျင်ကလေးတယောက်လိုနောက်ကနေတကောက်ကောက်လိုက်ကစကားပြောနေတတ်သည်တပ်ဖုံးမြတ်အနေဖြင့် ဟင့်ကိုမတင်ကာစိတ်များလျှော့ပါလာခဲ့ပြီး လွင်အတွက်အတန်နှင့်စိတ်ရလာသည်တို့ရတွင်ခင်ပြုတ်ထားသောအပြစ်တစ်ခုကိုမပေါ်လွင်စေခြင်းယုံတာမကရှင်နေကအာဃာတကိုရုပ်လုံးမဖော်ရသေးခင်ကာလာတစ်ခုသာဖြစ်သည်တပ်ဖုံးမြတ်အပေါ်ထားသောအညိုအမျက်နှင့်လွင်အပေါ်ထားသောမစ္စရိယစိတ်တို့ကခင်ရင်ထဲမှာအငြိမ်းများဖြစ်တည်နေသည်မဟုတ်ပါလားလွင်ကိုရီပူကား ကြိုက်ခဲဖျားနာသလိုဖြစ်လာတော့ညာကတောက်ဖုံးကိုမိမိအိမ်မှာညာရေးခွင်ပြုလိုက်သည်တွင်ကိုဖူးဖူးမောက်ကယူဆိုင်ပြနေသောတောက်ဖုံး၏အမူအရာများကိုခင်တတိကအောက်ဖျားသည်တွင်နေမကောင်း၍အိမ်ခန်းထဲမှလဲရောက်နေတော့တောက်ဖုံးအတူတူရှိနေပေသောအတီကခင်ကိုပူလောင်စေပြန်သည်ညာဘက်လွင့်အတွက်တောက်ရည်ယူရန်ထမင်းစားကန်းကိုတပ်ဖုံးရောက်လာစဉ်ခင်က ရေကြဲအေးထဲထားသောပလင်းကိုပေးလိုက်ဖို့ပြင်တော်လဲမတိချင်အောင်ပြွေပြန်ထွက်သွားသည်ခင်းနှင့်နှစ်ယောက်တည်းရှိမိကို အထူးသတိထားရှောင်ကျင်ပုံပြခဲ့သည်ထိုចောင်းတရားများကခင်းအာဂါတမီတို့လောင်စာများသာဖြစ်နေတော့သည် မနက်ရောက်သောအခါမိမိရောတပ်ဖုံးမှကိုယ်စီအလုံများရှိ၍တွားရန်ပြင်ကြသည်မမေကျွန်တော်တခါတည်းယုံလိုက်ပို့မှာနော်ထွက်မသွားနိုင်အောင် တဖုံဤမိမိခေါ်တဲ့ကိုနာကြားပြင်ကမိသည်ထို့ပြင်အခန်းထဲမှထွက်လာတွင်နဘူးကိုနမ်းပြီးနှုတ်ဆက်နေရကိုလည်းခင်မြင်လိုက်ရသည်လူရာထက်ကိုပုံနေကြသလိုပဲအနေထိုင်မတက်လိုက်တာ တင်းကျက်သောမလွတ်လပ်သောစိတ်တို့ဖြင့်မိမိအတွက်ထမင်းချိုင်ကိုပြင်ပေးပြီးအိမ်ရှိသူထွက်လာခဲ့သည်မိမိကခင်ပေးသောထမင်းချိုင်ကိုလမ်းယူရင်းသမီးကြီးဒီနေ့ duty off နော် မင်းမင်းလွင့်ကိုစိတ်ချမယ်တိလားခင်မင်းမင်းကိစ္စပြည့်ရန်ခေါင်းကူတာနှိပ်ပြလိုက်ပြီးနောက်နောက်ဖွေးတို့ ပြန်ဝင်ခဲလိုက်သည်မင်းမင်းနဲ့တပ်ဖုံတို့ထွက်သွားပြီးနောက်စိတ်မကြခင် လွင့်အခန်းထဲကထွက်လာသည်ရေချိုးပြီးအဝတ်စားလဲနေသော ခင်အခန်းတကားကို လာခောက်သည်ခင်စာဖတ်နေရလားခင်တကားထောက်ဖွင့်ပေးလိုက်တော့ဖြူပတ်ဖြူရောဖြင့်လွင့်မျက်နှာမကောင်းချေ လာလေလွင်အဲ့ရပေါ်ထိုင်မြင်ပါဖြစ်လို့လေခင်သည်ဆိုင်ထဲမှာ ပူပြီးနာနေတယ်ကိုလည်းပူနေသေးတယ်နင်ကိုရီလက်တွေရောနာသေးလားနာတယ်ခင်ကြိုက်လဲကြိုက်တယ်ကိုကိုကအယမ်းပြန်ရခန့်အောင်စိတ်ပူနေတော့လွင် သူတို့ရှိတော်တိတ်မကြီးရဲ့ဘူးအင်းနှစ်ယောက်ကြားဖြစ်သေးတာတော့ငါတော်စိတ်နှောက်ရဖြစ်တယ်သူကဆရာဝန်ကိုတော့ပြန်စစ်ဆေးချင်နေတဲ့သဘောကရှိသေးတယ် လွင်ကအခက်ဖြစ်ဖြစ်ပြုံးသည်နားလည်ပေးပါခင်ရဲ့ကိုကိုကလွင်နဲ့ပတ်သက်ရင်အဲ့လိုပဲခမာတော့ကလည်းအဖေတယောက်လိုဂယူဆိုင်ရှာပါတယ်ခုလည်းခင်ခဏလောက်ပဲတီးခံရတော့မှာပါနော်မင်္ဂလာဝဲပြီးရင်ကိုကိုကဟိုကိုပြန်ပြီးကျောင်းကိစ္စတွေပြန်စီစဉ်ရမှာအေးပါဟာထားလိုက်ပါဒါနဲ့နင်ထမင်းစားတော့မလားလွင်ငါနဲ့တခါတည်းအတူတူစားလိုက်တော့လေလွင်မစားကျင်သေးဘူးခင်ရင်တွေပူပြီးအစာရင်နာနေလို့ င်းပြောင်ပြောင်းပြောင်းအစာတော့စားရမှာပေါ့နင်းတယောက်တည်းအတွက်မတွေးနဲ့လေနေပိုက်သေးကားဟာအတွက်လဲကျွေးရမှာပေါ့ပြီးရင်ငါအစာရင်ဆေးပေးမယ်ကြားလားခင်လေးတန်မမနဲ့ပြောတော့လွေမကြီးရဲ့လွေနဲ့အတူအစာစားရင်သဘောတူလိုက်သည်မိဖို့တဲတွင်ခင်ပြုတ်ပေးထားသောကြက်သားဆန်ပြုတ်ကိုနှွေးရန်လွင်အခန်းထဲမှပြန်ထွက်သွားခဲ့သည်လွင်ထွက်သွားပြီးနောက်အခန်းတကားကိုခင်ချက်ချလိုက်သည် ဆေးဝီရိုလေးကိုဖွင့်လိုက်ပြီးပြီးခဲ့သောရက်များကရှာဖွေဝယ်ယူထားသော Miso Proto 200 mcg ဆေးကပ်လေးများကိုထုတ်လိုက်သည်ဆေးကပ်ကိုကင်လိုက်သောအခါရှင်ထဲမှတလက်လက်ခုံလာသည်ခင်းရင်ထဲမှကြောင်ယုံစိတ်တလက်အမုံတရားတလက်ဖြင့်စောက်တရားများဖြစ်လာသည် Miso Proto ဆေးကပ်လေးများကိုခင်းရည်ရွယ်ချက်ရှိရှိဝယ်ယူထားခြင်းဖြစ်သည်အဓိကကုသခြင်းက အစာရင်ယောဂကုသခြင်းအတွက်ဆေးဖြစ်တော်လဲထိုဆေး၏အထူးဆိုးကျိုးမှာသွေးထွက်လွန်စေတတ်ခြင်းတားပြတ်သားလျှော့စေခြင်းပဲဖြစ်သည်တစ်ခါတော့ဆေးပမာဏ600 mcg သည်တားပြတ်သားလျှော့စေခြင်းအတွက်လုံလောက်သောပမာဏဖြစ်သည်လွင့်ကိုပထမတစ်ခါသင်မောသည့်တုပ်ကျွေးစဉ်မအောင်မြင်ခဲ့သောအကြောင်းတရားကြောင့်ဒုတိယမြောက်ကျူးလွန်ရန် မီဆိုပရိုတောဆေးကပ်များကိုဆောင်ထားခြင်းဖြစ်သည်ခင်သည် စေကတ်တကတ်ကိုယူပြီးအခန်းထဲမှထွက်လာခဲ့သည်။ဟမင်းစားခန်းထဲတွင် လွင်ကခင်အတွက်ပါထမင်းပွဲပြင်ပေးထားသည်။ခင်တောက်ဖို့ခြံထဲကခူးထားသောပင်မဲ့ဒီလေးဖြော်ပေးထားသေးသည်။လာလိခင် အတူတူစားရအောင်။လွင်ကတော့ဘိုင်းအောင်လို့ခင်ဆံပြုံမှုမှုလေးပဲစားတော့မယ်။ခင်နဲ့အစဉ်ပြေစေရန်အတင်းကပြုံထားသောလွင့်မျက်နှာလေးကြောင့် ကိုင်လာသောဆေးကပ်ကိုတင်းတင်းဆုပ်ကိုင်မိသည်ရုတ်တရက်ခင်ကိုဝင်ကိုလည်းစဉ်းစားလာမိပြီးဘိုက်နီယာကိုလက်ဖြင့်အုပ်လိုက်မိသည်ဘာလို့လဲခင်နေမကောင်းဘူးလားတမျိုးကြီးပဲကြည်ရတာဩမဟုတ်ပါဘူးအစာလွန်သွားလို့တမျိုးဖြစ်သွားတာကဲကဲစားလိုက်အောင်ဆေးကပ်လေးကိုစပွဲပေါ်အသာချကနှုတ်ဆက်၍သာထမင်းစားလိုက်သည်လင်ကဆေးကပ်လေးကိုလမ်းကြည့်သည် ဖြင့်စိတ်ချမ်းသာစေရန်စံပြုတ်ကိုတစ်ခွက်ကုံအောင်စား၍ကလေးတယောက်လိုပင် ကုံသွားကြောင်းခွက်ကိုဆောင်ပြလိုက်သေးသည်ဖြင့်စိတ်မကောင်းသလိုဖြစ်သွားပြန်ရာစေကတ်ကိုမပေးတော့ဘူးစဉ်းစားပြန်သည် ပေးပေးနှစ်ပကံငါပဲသွားစီလိုက်တော့မယ်လွင် ရေရီကြာကြီးကင်မီနေတော့လွင်ကအမဖြစ်သူကိုချစ်မြတ်နူးစွာကြည်နေသည် အမကြီးတော့အမိအရာဆိုသောစကားလေးကိုကြွေးရင်းကျင်တတ်နေမိသည်နောက်ဖွဲတွင် ခင်ပကံဆေးပြီးပြန်ထွက်လာတော့ဇပွဲပေါ်မှာဈေးကက်လေးတွင်တလုံးဖောက်တောက်ထားတာတွေ့လိုက်ရသည်ဟင်ဆေးနင်ဆေးဖောက်တောက်လိုက်ပြီလားလွင်ငါတော့မပြောရသေးဘူးဟုတ်တယ်လေခင်ပဲစားပြီးရင်အစာရင်ဈေးတိုက်မလို့ဆိုဒီဈေးပဲမဟုတ်လားလို့ခင်ရှင်တွေတုံလာသည်နှစ်ဖူးဆက်တွေချွေးများပါဆိုလာခဲ့သည်သူမမတိုက်တွန်းရသေးခင်၌ပင် လင်ကိုယ်တိုင်ခြေလန်းဆားလိုက်ပြီးဖြစ်သည်။အိုးမတတ်နိုင်ဘူးလေသူ့အကြောင်းနဲ့သူဖြစ်လာပြီပဲ။ဒီချိန်နေရောက်မှလည်းမထူးတော့ပါဘူး။ခင်းစိတ်ထဲပိုင်းပြက်ကမန်တင်းလိုက်သည်။ဟုတ်တယ်။လွင်ဒါအဆိုင်ဆေးပဲလေ။ဒါပေမဲ့ဒိုးစစ်မှငါမပြောရသေးတာ။အော်ဟုတ်သားပဲ။ဒေါက်တာခင်တေချာလည်းမပြောရသေးပဲနဲ့နော်။ခင်သည် အတန်ကိုထဲ၍မျက်နှာအမူအရာမပြတ်အောင်နေလိုက်ပြီးနေဒီဆေးကို 600mcg တရက်ထဲတောက်အောင်မာတုံးချိန်တောက်မမေကဒီနေ့မိုးချုံမယ်ပြောထားရင်နော်ဘဘကြီးတို့အိမ်ဝင်ရမှာတဲ့ငါပဲနင့်ကိုသတိထားပြီးစီးတိုက်လိုက်ပါတော့မယ်နင့်ဖျားပြီးကိုလန့်တာနေပြီမဲ့ကိုဝင်ဆောင်ဆိုတော့ကိုက်ခဲပြောင်ဆေးတွေတော်ရုံမပေးချင်ဘူးအစာရင်ဆေးပဲပေးတော့မယ်နင့်ကိုကိုခါကောင်းအောင်ဒါနေအေးဝဝအေး ဟာဖြစ်တာတွေစားပေးကြားလားအင်မာခင်ရဲ့ဩဒါနဲ့တပ်ဖို့မြက်ကဒီနေ့ညလာအဲ့အောင်မလားဟဲ့အင်ခင်ရေမနက်ကိုသူ့အဖေနဲ့ရုံးမှာမီတင်တူတူ တက်ရမယ်တဲ့နက်ဖြန်ညနေမှလာလိမ့်မယ်တော်သေးတာပေါ့ဟူစိတ်ထဲတွေးလိုက်မိသည်ခင်တယောက်တည်းကိစ္စတွေကိုပြပြရိရိအကောင့်ထဲပေါ်လိုက်ရတော့မည်ဝမ်းသာမနေတော့လဲသာဟာခင်အကောင့်ထဲပေါ်ဖို့ပေါ်ရတော့မည်အကြောင်းတစ်ခုသာဖြစ်သည် လွင်းကိုခဏပေးအိပ်ပြီးနေခင်းတစ်ကြိမ်ဆံပြုတ်ထက်ကြွေးကဆေးတိုက်သည်ညဘက်မေမေပြန်မလာမီအစားအသောက်တစ်ခုခုစီစဉ်ပေးပြီးသုံးချိန်မြောက်ဆေးကိုတိုက်ရမည်တညနေခင်းလုံးလွင်းကိုစကားရီအကြာကြီးမပြောစဘူးပြောပေးရင်အကဲခတ်နေခဲ့သည်ညနေပိုင်းရောက်တော့လွင်းပုံစံကြီးရတာတိတ်အဆင်ပြေမနေတော့ချေခင်ပြုစုပေးနေ၍အာနာကနေရတော့လဲကြိုက်ခဲလာပုံရသည် သူမအိမ်ခန်းထဲဝင်သွားကလဲနေတော့သည်ည9နာရီခွဲထိတိုင်ပြောထားသည့်အတိုင်းမမေ့ပြန်မလာသည်ရှင်သည်လွင့်ခန်းထဲလိုက်ဝင်သွားပြီးကြည့်တော့လွင့်မျက်နှာလေးအနှဲငယ်မဲကအိပ်ပျော်နေသည်နှစ်ဖူးတွင်လဲချွေးများပြန်နေပြီးညနေကလေးကကျိတ်မိတ်ကလဲနေပုံရသည်လွင့်ထထညအောင်ရောက်နေပြီအစားလေးပါလီထစားလိုက်အောင်အစာရင်အောက်နေပြန်ပြီလား လွင်းကိုချွေးများတုပ်ပေးရင်ခင်နှိုးသည်အဆိုင်ကမနာတော့ပေမဲ့ကိုရီးယားပူလိုက်အေးလိုက်နဲ့အားအုပ်ပိုင်းကတဆစ်ဆစ်ကြိုက်တယ်ခင်ရဲ့စီးဆက်တွေလည်းကြိုက်တယ်အရေးကြီးတွေလည်းဆင်းနေတယ်ခင်တိနေပြီးသားကိစ္စတခုမို့ပြင်းပြင်းနေရမည်ဖြစ်တော့လေသူမပါကြောင်ယုံထိတ်လန့်နေပြန်သည်ထို့သောဟဲမပြအောင်ထင်းရင် လွင့်ကိုပရက်ရှာတိုင်းခြင်းနှစ်ချက်ဖြင့်ဆန်းသက်ခြင်းများပြုပေးလိုက်သည်ဒီအတိုင်းဆို အဘောရှင်ဖြစ်ဖို့အချိန်တိတ်မလိုတော့ဘူးပဲလွင်နင်စိတ်အေးအေးထားနော်နင်ခုဖြစ်နေတာ miss garage symptom ကိုဝင်ပြက်ချင်နေတော့အချင်းရရီဒါပေမဲ့စောင့်ကြည့်ကြတာပေါ့ဟာဒီလိုပဲကိုဝင်နှုတ်ုံဖြစ်တတ်ပါတယ်လွင်မြဝန်များက ထိတ်လန့်စွာမျက်ရည်ဆိုလာသည် ရှုံတငယ်လိုအားရင်နှဲစွာတောင်းလို့သွားသည်ကဲလာပါထထဟုတ်ချင်ပါလဲဟုတ်အောင်မအစားလေးနည်းနည်းစားရအောင် နေအိတ်နေတော့လမ်းထိပ်ကဖာလူဒါလေးလဲငါတောင်းဝယ်ပေးထားတယ်။ဆံပြုတ်လေးဝင်တလောက်စားပြီးဖာလူဒါတောင်းတော့ပြီးရင်အစာရင်ဈေးလေးတောင်းရအောင်မယ်။လွင်ကခင်ပြောသမျှကိုအစအစနာခံကလိုက်လုံနေရှာသည်။လွင်အဖြစ်ကတားတက်သမားဤစင်းနေတော့ပေါ်လဲစင်းပြီးတော့တူတကောင်နဲ့တူလာတော့သည်။မေမေပြာလာခန်းဒီအစာကျွေးဆေးတိုက်အပီးစီပြုတ်ပြီးလွင်ကိုခင်ဆောင်ထားသောစိတ်ငြိမ်စေးတလုံးတိုက်ကအိယာဝင်စေလိုက်တော့သည်။ ခင်စိတ်နှလုံးမှာလည်းအာရကျဉ်တဲ့ချင်းထက်ပူလောင်ထိတ်လန့်စွာခံစားနေရသည်ခင်အိတ်မပြောနိုင်ခဲ့ပေပြိုပြတ်နေသောတာယိုတိုက်ဆွေးကြီးရဲ့၌ခင်သစ္စာအောင်ဤပူလောင်သောနောင်တနီကုံကို ကြားလိုက်ရပြီးနောက်ပိုင်းဂျမိုင်းဤတံဝေကစိတ်များတရိပ်ရိပ်တက်လာခဲ့ရသည်ပရာခင်သစ္စာမှာလည်းသူမဤအမောင်ဖုံးခဲ့သောအတိတ်ကိုပြန်လဲဆင်ခြင်မိရင် နောင်တစိတ်များရလာရှာတော့သည်ကျမရဲ့ဝတ္တရားတို့ကိုစတင်ဆောင်ရွက်ရန်အချိန်ကျလာခဲ့ပြီဖြစ်သည် အတိတ်ကရုပ်ခန္ဓာနဲ့စိတ်ကအခုတော့မရှိတော့ပေမဲ့ပူလောင်တော့ကဝစ်ကြွေးဆဲရတာဘာကြောင့်လဲတည်လာခင်သစ္စာ အတိတ်ကအစွဲကိုအကြောင်းပြုပြီးပါလာတဲ့အကုသို့စေတနာစိုးကအကျိုးပေးညံ့တဲ့ဘဝနဲ့ရုပ်ခန္ဓာကိုအသစ်ဖွဲ့စည်းပေးလိုက်တာကြောင့်ပါပဲအကုသို့စွဲကပြုပြင်စီရင်ပေးရတဲ့ ခန္ဓာအညံ့ကြီးရဲ့ဝေဒနာဟောင်းတွေကိုပြန်အသက်သွင်းတော့လူဘဝကလိုကျူးလွန်ဖို့အခွင့်အရေးတွေရသေးရဲ့လားပရခင်သစ္စာကကျမအမေစကားကိုမဖြေဘဲခေါင်းကြီးကိုတောင်းငုံထားသည် မတိမငိမ်လူလိမ့်နေတတ်သောလူမရဲ့သဘာဝမှာခေတ္တမြပျောက်ကတခုခုအားငြိမ်သက်စွာစူးဆိုင်နေသည် သူမ၏လုံမြောက်နိုင်ဖွယ်အခွင့်လန်းကိုကျမစတင်ခံစားမိလာသည် လူဘဝကရာဘူးတဲ့အခွင့်အရေးမျိုးကိုဘာကြောင့်မရတော့တာလဲတိလာခင်သစ္စာခုရောက်နေတာဟာဒုက္ကဋိဘုံဖြစ်သွားလို့ပဲဒုက္ကဋိဘုံဆိုတာပေးဆက်เสียအကျွေးတွေမှန်သမျှနားရမရှိပေးဆက်ရတဲ့နေရာပါလူမြောက်ခွင့်ရဖို့ကာလတစ်ခုလိုတယ်အကျွေးများများယူခဲ့သူကအကျွေးများများဆက်ဖို့ဒုက္ကဋိဘုံမှာကြာကြာနေရတယ်နည်းနည်းယူတဲ့သူက အချိန်တူတူနေရတယ် အချိန်တိုတိုအတွင်းလွမြောက်ဖို့အခွင့်အလမ်းတစ်ခုတော့ရှိတယ်ခင်သစ္စာအဲ့ဒါကအသိဉာဏ်အလင်းတစ်ခုကြောင့်အတိတ်ကကုသိုလ်အကုသိုလ်ဆွဲတစ်ခုပြတ်တောက်သွားတာပါပဲဥပမာပြောရရင်ငါးတကောင်ရဲ့အာကောင်မှာညှိတွယ်ဝင်နေတဲ့ငမားချိတ်ကိုဆွဲပယ်လိုက်တယ်လို့မျိုးပေါ့အသိအလင်းတစ်ချက်ပွင့်လာရင်ဒီပိတ်တာဘွားကနေချုပ်ငိမ့်လွမြောက်ခွင့်ဒါမှမဟုတ် ဆင်းရဲဒုက္ခပြင်းထန်တဲ့နေသားတစ်ခုကနေအဆင့်မြင့်သွားခွင့်တမျိုးမျိုးကိုရလာတတ်ပါတယ်။ဒါကြောင့်ငမားကျိတ်လိုစိုက်ဝင်နေတဲ့အဆွဲကိုဖြုတ်ချပါ။မောင်းဆွဲကိုဖြစ်စေတဲ့အကြောင်းတရား၊လွင်သစ္စာနဲ့လည်းတော်ဆမှုမရှိတော့ဘူး။မမြင်လဲမမြင်ရတော့ဘူး။အနာမှလည်းမရှိတော့ဘူး။ဒါကြောင့်မရှိတရားကြီးနဲ့အနှိမ့်ဆက်မခံပါနဲ့တော့။မောလာပြီမဟုတ်လား။ပြင်းမနေပြီမဟုတ်လား။ တန်တရာဆကလေးကထက်ခါထက်ခါမနာရန်ပေးဆက်နေခဲ့ကြရတာလေရက်လိုက်ပါတော့ခင်သစ္စာအယောင်စင်းမဲ့ပြီးဘဲကြီးကြီးအေဂျင့်တရားမှုကင်းမဲ့နေတဲ့ပိတ်တာဘုံကိုဆွန့်ခွာနိုင်ဖို့ခြေလမ်းပြင်လိုက်ပါတော့တန်တရာတလျှောက်ကိုကြောင့်ထိခိုက်နေနာဘူးတဲ့တတဝအမှန်သမျှကိုဒီခန္ဓာကိုယ်ကြီးနဲ့စိတ်ကိုအုံချပြီးလှိုက်လှိုက်လဲလဲဝင်းချတောင်းပန်လိုက်စမ်းပါကူပြောင်းရမယ့်ဘုံဘွားကို ချက်ချင်းမသွားရရင်တော့ခုခံစားနေရတဲ့အနာရောဂါကြီးတွေအချုံအနှောင်တွေနှင်းဆဲခံနေရတာတွေရက်သွားပြီးနေစရာစားစရာရလာပါလိမ့်မယ်။ဘဝကူရခံနေပြီးဆိုရင်လည်းအမပြောပြထားသလိုအချိန်ချင်းလိုက်လိုက်လဲလဲပြန်တောင်းပန်တဲ့အလေးထားကိုပြုပေးပါ။အမဒီနေ့မနက်မှပဲခင်သစ္စာရဲ့အမေတော်ဆက်ခဲ့ဘူးတဲ့သူကိုခေါ်ပြီးအလှူဒါနပြုပါရစေ။အာယုံဆုံးကပ်လူခဲ့ပါရစေ။ သီလစောင့်တည်ပြီးဘာဝနာပွားခဲ့ပါတယ်။ခင်တစ္စာကိုမျှဝေဖို့အတွက်ယေရှုပြီးဆောင်ရွက်ခဲ့တာပါ။တန်တရားမှာမတော်ဆဘူးတဲ့ဆွေမျိုးမရှိပါဘူးတဲ့။ဒါကသူတော်ကောင်းကြီးတွေရဲ့စကားပါ။ဒါကြောင့်ဆွေမျိုးအဖြစ်ယေရှုပြီးအမျှဝေပေးပါမယ်။အမမာအမျှပေးဖို့လုံလောက်တဲ့ကောင်းမှုကုသိုလ်တွေရှိနေပြီဖြစ်တဲ့အတွက်ခင်တစ္စာကတေချာအမျှယူပါ။ချမ်းသာလိုမှုတစ်ခုကိုလည်းအာရုံပြုထားပါ။ ပရခင်သစ္စာရဲ့အနာက မိတ်ဆွေဟောင်းနှစ်ရှိပိတ္တာကြီးလဲထတ်တူအမျှယူပေးပါနော်။ဒိတ်စိတ်ငိမ်သက်နေသောပိတ္တာနှစ်ဦးလုံးတဖြည်းဖြည်းချင်းလက်အုပ်ချီလာကြသည်။ကျမအမျှပေးသောအခါသူတို့ဤတာဓုခေါ်တံများသည်တာယာပွဲမရှိတော့လဲလိုက်လိုက်လဲလဲရှိလာသည်။အာရပီတိဖြစ်စရာကောင်းလာတော့သည်။အမအာယုံဖြုတ်တော့မယ်နော်။အမခန္ဓာကိုပင်မန်းလာပြီ။ လက်အုပ်ချီထားသောသူတို့နှစ်ဦးလုံး၏ဝန်တာပီတီမျက်ရည်များကိုမြင်နေရသည်ပရခင်တစ္ဆာက ကျမကိုလမ်းပြောခဲ့သည်အစာလဲဝါပါပြီဒုက္ခလည်းငြိမ်းရပါတော့မယ်အမကိုကျေးဇူးဆက်ခွင့်လည်းကြုံရပါစေလူဘဝကမိခင်ကို ဝင်းချတောင်းပန်ကြောင်းပြောပြပေးပါနော်ကောင်းပါပြီအမဒီကနေပြန်သွားရင်တော့ခင်တစ္ဆာအတွက်တပတ်တည်းတည်းကုသိုလ်ပြုမျှဝေနေမှာပါ အမကိုယ်တိုင် သားနဲ့မယားကိုဆွဲပြီးမကျွလွနိုင်ခဲ့တဲ့ပိတ္တကြီးဘွားရောက်ခဲ့မှုတဲ့အတွက်ကိုချင်းစာပါတယ်နော်။ကဲကဲလွတ်လွတ်လပ်လပ်သွားကြပါ။ဂျမသည်ခင်တစ္ဆာနဲ့နှိရှေ ပိတ္တကြီးတို့အားစတုမဟာရိနမင်းကြီးများဘုံမဆိုးယုတ်ကဆိုးကြီးများစီမင်းနယ်နမိတ်ဆောင်ကြီးများထံအစဉ်စဉ်အနံတွင်တောင်း၍ပရလောကဘုံ၌အာယုံချုပ်လိုက်၏။ဂျမ၏အတွေ့အကြုံသက်တမ်းအရာ အပင်ပန်းဆုံးအရှိအကြဆုံးပြရလောကနှင့်ဆက်သွယ်မှုကြည့်ပြီးအာယုံကြောများပင်ပန်းကမခံမရနိုင်အောင်ခေါင်းကိုက်လာတော့သည်ရှေးပြေဟောသောအလုံများကိုတပတ်တည်းတည်းရနာကစေကုသခြင်းတရားအထုတ်ခြင်းပြုခဲ့ရသည် တနင်္ဂနွေမနက်ခင်းတခုမှပြရခင်တေသာပြဒနာကိုဖြည့်ရှင်းပေးရန်ကူညီတောင်းခဲ့ပြီးသော နေကြီးရဲရဲနှင့်တက်လျာကိုကိုတို့ဆရာဝန်မလေးနှစ်ယောက်ရောက်လာခဲ့သည်ဝေးကြိုင်သောပန်းစီကိုကျမအားရိုးရိုးတေတေကမ်းပေးရင် မမကိုနေကြီးတို့ကျေးဇူးတင်စကားလဲပြောရင်သတင်းကောင်းလေးလာပြောတာပါနေကြီးနဲ့တက်လျာရဲ့စာရင်းလေးတင်ပြီးအောင်မြင်လို့ graduation ပြီးတဲ့အခါ publish လုပ်နိုင်ပါတော့မယ်မမကြီး congratulation ပါညီမတို့ရဲ့ဝမ်းသာပါတယ်အေးချမ်းချမ်းဖြတ်သန်းခင်ကြရတယ်မလားတက်လျာကိုကိုကဝမ်းသာအားရဝင်ပြောသည်ဘယ်လိုပြောလိုက်ပါလဲမမကြီးအေးချမ်းတဲ့အပြင်အထောက်ပံ့တွေပါကောင်းလိုက်တာလုံးရော lab ထဲမှာ တစုံတရာကလေတက်လျာတို့သတိမထားမိခဲ့တဲ့ thesis တချို့ကို reference view ကိုစပွဲပေါ်တမင်တကာလာထားတာမျိုးကြုံရတာပေါ့ကျေးဇူးတင်စရာကောင်းလိုက်တာတကတလေပန်းနံလေးတွေပေးတယ်နေကြီးရောတက်လျာပါပြိုင်းတူရေလိုက်ကြသည်မကြောက်ကြပါနဲ့သူလည်းအချိန်လေးကြံတလို့ကူညီသွားရှာတာပါ no no လုံးဝမကြောက်တော့ပါဘူးမမကြီးကြောက်စရာအာယုံလည်းမပေးရှာတော့ပါဘူး မမနဲ့တွေ့ကြတဲ့ကဒါရီကိုကြောက်စရာလို့ကိုမမြင်တော့ပဲမြေတားဖို့အမျှဝေကူညီပေးနေကြကြပါပြီနော်။ထိုနေ့ကခင်သစ္စာအကြောင်းကို နေကြီးတက်လျာတို့နဲ့အတူအပြန်လန်ပြောပြဆွေးနွေးကြရင်ညနေဆောင်သွားခဲ့သည်။လွေလွေခဏလေးထပါအောင်ဟာအိမ်မက်သေးရင်ဆင်းဆိုသောတစ်ပင်များပန်းချုံများကြားကကတင်တလုံးထက်လွင်သစ္စာတယောက်ပင်ပန်းစွာအိပ်ပျော်နေခဲ့သည်။ စုံတယောက်ကနိုးနေဒီကိုသိတော့လဲမျက်လုံးကိုတော်တော်နင်းဖွင့်မြာဟင်ကိုကိုလာသားလေးနိုးနေလို့လားမျက်လုံးကိုအတင်းဖြဲ၍ဖွင့်ကြည့်တော့ပင်ပင်ပပအမျိုးသမီးပုံရိပ်ကိုမထင်မရှားမြင်လိုက်ရသည်ဘသူပါလဲမိမိသာတပြေးပြေးချင်းထင်ရှားလာတော့လွင်သစ္စာရှင်ထဲမှာလွမ်းဆွတ်ကြေခွဲစိတ်များဖြစ်ပေါ်လာရသည်ခင်ခင်ပါလားအမလီခင်လွမ်းလိုက်ရတာမင်းစီလာလေရလား ခင်ပေသွားနေရလေမင်းကိုအကြာကြီးခွဲသွားရတဲ့နော်တွင်အဲ့ရဘော်ကဆောင်ရွက်နေထားလေးသာခင်ကိုလှန်စကားပြောရသည်ချက်ချင်းထဖက်လို့တော်လဲမရကြီးဒီပဝင်းချင်းကလည်းစိမ့်ဆူလွန်းလာပါလားစိတ်ဖလူရနဲ့တွင်လည်းတင်းလို့ညီမလေးခင်လာနှုတ်ဆက်တာသွားရဖို့နီးနေပြီမို့ပါတွင်အတွက်နောက်နှစ်ထဲမှာသားလေးတယောက်ထက်ရောက်လာလိမ့်မယ်ဒါပေမဲ့ ခင်ပြန်လာတာတော့မဟုတ်ဘူးသူ့ကိုတည်တည်ကြကြကြူးဆိုင်ပေးတာနော်အစားအသေးချာကျွေးမွေးပြုစုပေးပါ ခင်သူ့ကိုလာလာကြည့်ပါမင်းမိများကြားကလွင်အတင်းယုံထားကြည့်သည်ခင်ဘာပြောနေရလဲလွင်ချင်းပြန်လာခဲ့ပါနော်ပြန်လာခဲ့ပြီပါခင်ကိုဖတ်ထားပြစီခင်တစ္ဆာသည်လွင်ကိုဆွဆွေငင်ငင်ကြည့်နေရင်လက်အုပ်ချီကမြမလေးပေါ်ခင်မားခဲ့ပါတယ်ပြက်ဆက်ခဲ့ပါတယ် ထင်ကြောင်နင့်နာခဲ့ဘူးတဲ့လွင်ကိုဒီရုပ်ခန္ဓာဒီစိတ်နဲ့လှက်လိုက်လဲလဲတောင်းပန်ပါတယ်။အိုးမကတော့ပါနဲ့ထင်ရဲ့ထင်က လွင်တော့တော့အမြဲတမ်းအမကောင်းပါပဲ။လွင်ခွင့်လို့ပါတယ်။ထင်အခန်းထဲမှာကြံခဲ့တဲ့စိတ်ကပ်လေးတွေကြောင့်လွင်ကိုဝင်ပြတ်သွားတယ်ဆိုတာနောက်ပိုင်းမှာသိခဲ့ရပေမဲ့ဒီနေ့ဒီချိန်ထိလွင်ဘသူ့ကိုမှမပြောခဲ့ပါဘူး။ခင်ကိုလွင်တနာတယ်။နားလေနားလေပါတယ်နော်။ခင်သည် ချုံစဲရောင်ပါတိတ်14နှစ်ရေလျားလပသောစပင်များကိုဖြန့်ချထားပြီးလင်းကိုလက်အုပ်ကြီးတောင်းမှန်ရင်တပြေးပြေးပြောက်ွယ်သွားတော့သည်ခင်ခင်ညရေတွင်ကြရင်ခင်နမည်တစားစားအော်ခေါ်နေသောလင်းကိုအမျိုးသားဖြစ်သူတပုံမြတ်ကလုံလို့သည်မိမမိမတဲရေအိမ်မက်တွေရောင်နေလိုက်တာထထရေလေးတောင်းအင်းကိုကိုရေခင်ရောခင် ချိန်ဆွဲနေရတဲ့ခုထီကိုတဲ့ထော်ရာဟိုဘက်ကန်းကသားတော်ကြားပြီးထလာကြည့်တယ်။ကဲကဲဂျင်မီလေးတော့အိတ်တော့အိတ်မေမေဘာမှမဖြစ်ဘူးနော်။ဝင်ဒီတားလေးသူ့ခန်းဘက်ပြန်သွားတော့မှတပ်ဖုံးမြက်ရှင်ခွင်နဲ့ရှိုက်ခါငိုချလိုက်တော့သည်။ဟုတ်ကဲ့ပါရှင်။ဆီယာမဂျူလီယာမြင့်တဲ့ရေးသားထားတဲ့ပြည်ရန်ကြံသောစထုံးများဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်းဆက်လေးကိုဖျက်ပြပေးခဲ့ရပဲဖြစ်ပါတယ်။ အပေးနားဆင်သူတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။